ကျွန်တော်တို့ရွာမှာဗျာအပင်းသွင်းတယ်ဆိုပြီးပြောလို့ရှိကြပေမဲ့ကြာဘူးနာဝဇလန်းနေတယ်တော့မပိုခဲ့ဘူးအခုကျွန်တော်အလုံးလုံးနေတဲ့နယ်ဆက်မျိုးလေးမှာတော့ဒီအပင်းသွင်းတဲ့ကိစ္စကိုကြုံတွေ့ခဲ့ရတယ်ဗျဖြစ်ပုံကဒီလိုကျွန်တော်အလုံးရှင်လင်မယားကတရုတ်မြန်မာကဗျာယောက်ျားဖြစ်သူကကိုဟုတ်စိန်မိန်းမနာမည်ကတော့မအေးမြဲနဲ့သူတို့လင်မယားကတဖက်နိုင်ငံကမှုရဆောင်အေရခင်းစတာတွေကိုမြန်မာပြည်ထဲကိုပြန်ပြီးဖြန့်ချီတဲ့အလုံးလုံးတာကျွန်တော်ကတော့အလုံးကျန်းသမားပေါ့ဗျာ တစ်ဖက်ကနေပြီးတော့ကုန်တွေငါးကြီးတွေနဲ့ပစ္စည်းတွေရောက်လာတိုင်းပစ္စည်းတွေကိုချဂိုဒေါင်ထဲကိုပို့ပေါ်ဗျာပြီးရင်အနေနဲ့အရင်ရက်ကဖောက်တဲ့ဆိုင်ကြီးတွေစီကိုပို့ပေါ်ဗျာဂိုဒေါင်ထဲကပြန်ထုတ်ကားဂိတ်တွေတင်ပေးတဲ့အလုပ်ဆိုပါတော့ ဒလုံးနဲ့တည့်ရကြတော့ကိုဟုတ်စိန်ကနေမကောင်းမှုဆိုပြီးအိမ်ထဲကအိမ်ပြင်ကိုမထွက်တော်ဘူးဗျဒီနေရာမှာပြောချင်တာကအလုရှင်အိမ်နဲ့ဂိုထောင်ကတဝင်းနဲ့တချံနဲ့ချက်ဝင်းကလည်းအတော်ကျဲတယ်တခြားအလုသမားတွေကအလုဂိုထောင်ပြီးမှနေကြပေမဲ့ကျွန်တော်ကတော့မနေဖြစ်ခဲ့ဘူးကျွန်တော်မိန်းမနဲ့ကလေးတွေလည်းရှိလို့တခြားမှာငှားနေတာပေါ့ကဲဆက်ပြောရရင်တော့ ကိုဟုတ်စိန်ကိုမတွေ့မမြင်ရတာတလားလောက်ကြာသွားတယ်သူမိမကလည်းမျက်နှာတိတ်မကောင်းဘူးဘာမှလည်းမေးလို့မရဘူးပေါ့ဗျာတနေ့ကျတော့မအေးမင်းကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းမောင်ဆိုးကိုခေါ်ပြီးအကူအညီတောင်းပါလေရောကိုဟုတ်စိန်ကလွန်ခဲ့တဲ့တလားလောက်ကလေးကစပြီးဘိုက်ကြီးတစ်ဖြည်းဖြည်းပူလာတာမနိုင်ကောင်းနိုင်ကောင်းကိုလာလွယ်လို့ဆယ်လာဖွားတော့မဲ့ဘိုက်ကြီးဖြစ်နေတယ် ဆေးပညာအရအသေးချောက်တယ်လို့ယူဆလို့ဆေးကန်းနေတော့ပြပေမဲ့လေထူးထူးဆန်းဆန်းအသေးချောက်တဲ့အဖြေလည်းမထွက်လာဘူးတဲ့ဘလို့အเจ้าကြောင့်အခုလိုဖြစ်တယ်ဆိုတာအဖြေကရှာမရတော့သူကလည်းတယောက်ယောက်မြန်ပြူစားထားသလားပေါ့ဗျာ ဒါနဲ့ကျွန်တော်သိတဲ့နားလည်တကြမ်းတဲ့သူများရှိလာလို့မေးတာအရင်ကသူကြားဘူးတာပေါ့ကျွန်တော်တို့အချင်းချင်းပြောနေကြတာကိုပညာနဲ့ပြူစားရင်ကုစားပေးတယ်ဆိုတာဟုတ်လားလို့မေးနေတာကျွန်တော်တို့လည်းတေချာတော့မပြောနိုင်ဘူးတကယ်လို့ကုသကျင်နေဆိုရင်တော့ကျွန်တော်တို့ရွာကဖုံဖုံကတော့စွဲနယ်လို့ပြောပြလိုက်တယ်မအင်းမြင့်ကဒါဆိုသူ့ကိုလိုက်ပို့ပေးပါတဲ့ကုံကြစိတ်အားလုံးသူတောင်းဝင်ယူပါမယ်ဆိုတာနဲ့ရွာလဲပြောင်းချင်နေတဲ့ကျွန်တော်ခေါင်းညှိလိုက်တာပေါ့ဗျာ ြောမဲ့တာပြောတာရွာကဖုံဖုံကရှိသေးလားမရှိသေးဘူးဆိုလာလဲတေချာကမသိရွာကိုတခါဖုံးဆက်ပြီးစုံစမ်းရသေးတာပေါ့ဗျာဖုံဖုံလည်းရှိတယ်ဆိုတော့အကျိုးအကြောင်းရှောက်တင်ခိုင်းပြီးသွားကြတာပေါ့မအေးမြင့်ကလူမသိစေချင်လို့မနဲ့၃နာရီလောက်အိမ်ကထွက်တယ်ဗျာ အဲ့ဒီမနက်မှာပဲကိုဟုတ်စင်ကိုတေချာမြင်လိုက်ရတာတကယ်ပါဗျာသူ့ပိုင်ကြီးကပူနေတာများမွေးကန်ဒီဖွားကန်ဒီလိုဖြစ်နေတာဗျသူ့တူတူတောင်မနိုင်ဘူးကျွန်တော်နဲ့မောင်ဆိုးကတွဲခေါ်ရတယ်ကားပေါ်မှာတလန်းလုံးဘိုင်းနာတယ်ဘိုင်းနာတယ်អော်လာတာကြီးပြီးစိတ်မကောင်းအောင်ဖြစ်မိတယ်ဗျာမအေးမြင့်ကကိုဟုတ်စင်ဘိုက်ကိုပုတ်တက်ပြီးရင်သူ့ခမရလဲတော်တော်လေးပင်မရှာနေတာပဲတလုံးနဲ့လမ်းမှာတ냐အိပ်ပြီးနောက်နေညနေခင်းမှာရွာကိုရောက်လာတယ် ရောက်တာနဲ့ဖုန်ကြီးเจ้าကိုအရင်သွားကြတာပေါ့ဗျာ။ဖုံဖုံကကျွန်တော်တို့ဘက်မှာနာမည်ကြီးပဲ။ပယောကနိုင်နေဆိုပြီးနာမည်ကျော်ကြတာ။သူများတွေလိုငါးကင်တုတ်ပြီးကုသတာမျိုးမဟုတ်ဘူးဗျာ။မြစ်တာနဲ့ပဲကုသပေးတာ။ဖုံဖုံရဲ့စင်းကြီးကတော့ဖရားကြီးပဲ။ကိုဟုတ်စိန်ရဲ့ဘိုက်ကိုဖုံဖုံကလက်ကလေးနဲ့တတ်ချကြည့်လိုက်တယ်။ပြီးတော့မေးတယ်။လုပ်ငန်းခွင်မှာပတ်ဝန်းကျင်မှာမတည့်မခေါ်တဲ့သူရှိလားတဲ့။မရှိပါဘူးပေါ့။ပြောမဲ့သာပြောတာမဟုတ်ဘူး။ကျွန်တော်အလုပ်ရှင်လင်မယားကစိတ်သဘောကောင်းတဲ့သူတွေထဲမှာပါတယ်။ ို့အလုတ်သမားတွေကိုကျွေးချိန်နဲ့ကျွေးတယ်။လာစာဖြတ်တာတွေလည်းတိတ်မရှိတလောက်ပဲ။နောက်ပြီးနှစ်ကူးချိန်ဆို ရော့အင်းဆိုပြီးမိုးဘိုးတွေကပေးတတ်သေးတာ။ညာဆိုင်ဆင်းရင်လည်းပတ်စံကပေးပြီးသားပဲ။ ပန်ဝင်းကျင်တယ်လေတင့်မြတ်တယ်ရန်ညိုးရန်စားဆိုလို့မတဲ့တဲ့သူကလည်းခိုက်ရှားရှားရဲ့ဗျာဖုံဖုံကစဉ်းစားပြီဒါဆို သူရေမန်းတိုက်မယ်တကကြီးတောက်လိုက်ဆိုပြီးရေမန်းလေးတိုက်လိုက်တာ7မိနစ်ကြာတော့ကိုဦးစိန်ကလူးလိန်လာတော့တယ်ဘိုက်ထဲကအယမ်းပူတယ်ဆိုပြီးအော်ဟစ်နေတာပဲချွေးသီးချေးပေါက်တွေကလည်းကြားလို့သူ့ကိုကြည့်တာမိသားနဲ့ထိုးတယ်လို့ပူပြီးနာနေတဲ့ပုံပဲ ဖုံဖုံလဲဘာမှမဖြစ်ဘူးပေါ့ရေမန်းဆက်တောက်ရမယ်ဆိုပြီးထက်တိုက်တယ်ကိုအုပ်စိန်ကမတောက်ချင်တော့ဘူးရေမန်းတောက်ရင်ပူတယ်လို့ပြောတယ်ဖုံဖုံကတောက်ပါတကားကြီးရေကလူအတွက်အန္တရာယ်မဖြစ်စေပါဘူးဆိုတော့မှရေမန်းတစ်ခွက်ထက်တောက်တယ်နောက်10မိနစ်ကြာတဲ့အခါကိုအုပ်စိန်ကဖုံကြီးเจ้าမော်အရန်လူးလိမ်နေပြီးဘိုက်ထဲကအရန်ပူတယ်မနေနိုင်တော့ဘူးဆိုပြီးအိမ်ကြီးတွေပါချွတ်ပြစ်လိုက်တယ်။ဘာလို့ထူးဆန်းလဲဗျာ။သူ့အိမ်ကြီးချွတ်တော့သူ့ဘိုက်ကိုအထင်းသားတွေးလိုက်ရတာပဲ။ ဝမ်းမိုက်ပြင်တစ်ခုလုံးအနီစက်တွေပေါ်လာတယ်ဗျအာလုံးလည်းထိတ်လန့်နေပြီအနီစက်တွေကတဖြည်းဖြည်းရုံလုံးပေါ်လာတာအဆက်သေးသေးလေးတွေကနေဆန်စည်းပုံစံတွေလိုပြောင်းလဲသွားတာဗျကိုဟုတ်စိန်ကသူ့ဘိုက်ကိုဖိဖိပြီးပူတယ်ပူတယ်អော်နေတော့ဖုံဖုံကရေခွက်ထဲရေမန်းထက်ထဲပြီးတင်ငန်းစာကိုရေခွက်ထဲကိုစိန်လိုက်တယ်ဗျပြီးတော့တင်ငန်းစာကိုရေညှင်းပြီးကိုဟုတ်စိန်ဝမ်းမိုက်ပေါ်အသာလေးတင်ပေးလိုက်တာမကြဘူးရေဆူနေတဲ့တင်ငန်းဟာရေတွေခြောက်သွားတယ်ဗျဖုံဖုံလည်းအဲ့ဒါလိုထက်ခါထက်ခါလုံရင်ဗဇက်ကလည်းဖျားစာတွေကိုရွတ်ဖက်နေတယ်ရေမန်းတွေဆူနေတဲ့တင်ငန်းစာဟာ ာတဖြည်းဖြည်းရေချောက်တာနှေးသွားပြီးကိုးစိန်ရဲ့ဘိုက်ဘော်ကစံစိပ်ပုံအနီဇက်တွေကလည်းတဖြည်းဖြည်းနဲ့ပျောက်လာတာပဲနောက်တော့အနီဇက်တွေလုံးဝပျောက်သွားတဲ့အချိန်ကိုးစိန်ကအရန်အန်ချင်တယ်လို့ပြောလာတယ်ဘုံကြီးចောင်းသားတယောက်ကကျွေရီတုတ်ထားတဲ့ထွေးကံကိုယူလာပြီးတော့အဲ့ဒီတဲကိုအန်ချလိုက်တယ်ထမင်းလုံးတွေညိုပုတ်ပုတ်အယောင်တွေထွက်လာတယ်ဗျထွေးကံတဝက်ပြည့်သွားတာကြည်နေရင်းနဲ့ဆက်ဆုပ်ရွှေစရာကောင်းတာတော့အမှန်ပါပဲဗျဒါပေမဲ့လည်းစူးစမ်းကျင်တော့တိခံပြီးစက်ကြည့်နေတာပေါ့ဗျာ ။ထမင်းလုံးတွေကအားရအောင်အံ့ပြီးမောသွားလို့ခူခွေလေးလဲနေတဲ့ကိုအုပ်စိန်ကိုဖုံဖုံကရေမန်းထပ်လိုက်တယ်။ရေမန်းတောက်ဖို့ထားလိုက်တော့ဘလောက်ထူးဆန်းလဲဗျာ။ကိုအုပ်စိန်ရဲ့ဘိုက်ကြီးကဖောင်းကမနေတော့ဘူး။ဒါပေမဲ့ဘိုက်ဖောင်းထားတဲ့အရှိန်ကြောင့်အပြင်အရေပြားတွေကတော့ပျော့တွဲကျနေတယ်။ပြောရရင်ဘူပေါင်းကြီးလေလျော့တာသလိုပေါ့။လေနဲ့ဖောင်းထားတဲ့အရှိန်ကြောင့်ပျော့တွဲကျနေတယ်လို့မျိုးပေါ့ဗျာ။ ။ရေမန်းတောက်ပြီးတဲ့အချိန်မှာတော့ကိုဦးစိန်လည်းတော်တော်လေးလမ်းသွားပြီ။ဒါပေမဲ့အားတော့မရှိဘူးပေါ့ဗျာ။မောပန်းနေတဲ့ပုံမှာပဲဖုံဖုံကရေမန်းပလင်းကြီးကိုပေးလာတယ်ဗျ။နေ့တိုင်းတောက်ရမယ်ပေါ့။ပညာတတ်ကအချိန်ကျန်သေးတယ်။လောလောဆယ်အရှင်းမပြောက်သေးဘူးတဲ့။စဖြစ်တဲ့နေ့ကနေဒီနေ့ထိရက်30ဘိုက်ဖောင်းထားရင်ရေမန်းကိုလည်းရက်30ပြည့်အောင်တောက်ရမယ်ဆိုတယ် ိုဟုတ်စိန်နဲ့မအေးမြင့်တို့ကတော့ဝမ်းသာမဆုံးမော်အဲ့ဒါနဲ့ဘသူများပြူစမ်းတဲ့လို့ဖုံဖုံကိုမေးတဲ့အခါဖုံဖုံကမဖြေဘူးမြစ်တာသာပို့တာဖို့ပြောလိုက်ပါတယ်တခုသိထားတာကပြူစားတဲ့သူကကိုဟုတ်စိန်ကိုထမင်းကျွေးခဲ့တယ်ဆိုတာပဲအဲ့ဒါနဲ့ကျွန်တော်တို့လည်းရွာမှာတညအိပ်ပြီးပြန်လာခဲ့တယ်မအေးမြင့်ကတော့ဒီကိစ္စကိုတနှုံနှုံနဲ့ကျင်းတဲ့ပုံမရဘူးသူ့ယောက်ျားခံစားရတာကိုလည်းမကျင်တဲ့ဖြစ်နေရှာတာပေါ့အပြန်လဲမှာကိုဟုတ်စိန်ကိုမေးတယ်လွန်ခဲ့တဲ့တလားကဘသူကျွေးတာမြန်စားခဲ့လေပေါ့ ကိုယ်စိန်ကလည်းတိတိကျကျမမတ်မိဘူးအပေါင်းသင်းများတော့ဟိုလူကကြွေးကျင်ဒီလူကကြွေးကျင်မလားဟိုလူနိုးနိုးဒီလူနိုးနိုးရုံထင်းကြောင်ထင်းမော်တိတိကျကျမဖြေနိုင်ရှာဘူးမအိမ်မြင့်ကလည်းတိကျရင်မရဘူးလူစိန်ရင်တောင်းတော်တာပဲကိုယ်စိန်ကလည်းမှတ်မိတဲ့လောက်ပြန်ပြောတယ်လူစင်းထဲမှာထမင်းကြွေးတဲ့သူက6ယောက်လောက်ရှိတယ်ဒီထဲကတော့တေချာနိုင်တာပေါ့6ယောက်ထဲမှာအနည်းဆုံးကိုခံမင်းကြည့်ကြတယ်ဖြစ်နိုင်ခြေတွေကလည်းနည်းပြန်ရောအလုံးကဆွေမကင်းမျိုးမကင်းနေကြည့်ပဲဒီလိုမကောင်းတဲ့ပညာနဲ့ပြူစားဖို့ဆိုတာဖြစ်နိုင်ခြေကရှားပါလွန်တယ်ဒီလိုနဲ့အဖြေကမထွက်ပဲဖြစ်လာတယ်အ ိမ်ပြန်ရောက်တဲ့အခါကိုုံးစိန်ကတော့အပြင်သိမ့်မထွက်တော့ဘူးအလုံးမှလည်းမအိမ်မြင့်ပဲလာထိုင်တော့တယ်တညက်နေခင်းကြတော့မအိမ်မြင့်အပြင်သွားနေတော့မှပဲကိုုံးစိန်ပြာတိပြာရနဲ့အိမ်ထဲကထွက်လာတာကိုတွေ့လိုက်ရတယ်ကျွန်တော်လည်းလိုက်မစူးစမ်းရဲဘူးအလုတ်ရှင်မလားဖာတိဖာသာပဲနေလိုက်တယ်အဲ့ဒီအချိန်မှာမအေးမြင်လဲဖြုံးစားကြီးပြန်ရောက်လာတာပေါ့ကိုးစိန်အပြင်ထွက်သွားတာ तू မသိသေးဘူး အလုတ်ခုံမထိုင်းရင်စရင်ဆောင်နဲ့ဖုံးတလုံးနဲ့အလုတ်ရှုံနေတာကိုယ်စိန်ပြန်လာတော့မအင်းမြင့်ကခုံမရောက်နေပြီဆိုတော့အိမ်ထဲကိုဝင်ရဲပုံမရဘူးအိမ်အပြင်အကွယ်ကနေကျွန်တော်ကိုလက်ရလမ်းပြီးခေါ်တယ်ကျွန်တော်လည်းခိုးချောင်ခိုးဝက်နဲ့ထွက်လာတာပေါ့ကိုယ်စိန်ကသူ့မိမကိုအပြင်ပတ်ထုတ်ချင်တယ်တဲ့သူအပြင်ထွက်တာတိလို့မဖြစ်ဘူးလို့ပြောတယ်မအင်းမြင့်ကလည်းအပြင်ထွက်မဲ့ပုံမပေါ်ဘူးအိမ်ထဲဝင်မှုကအလုတ်ဆိုင်ကနေရာတစ်ခုပဲဝင်လို့ရတာ ါမှမဟုတ်နောက်ဖွေးပေါက်ကပဲဝင်ရမှာကျွန်တော်ကနောက်ဖွေးပေါက်တကဖွင့်ပေးဖို့အကူအညီတောင်းပါလေရောအိမ်နဲ့မရောမလဲနဲ့ဝင်ပြီးတဲ့နောက်နောက်ဖွေးတကဖွင့်ပေးလိုက်တယ်ပေါ့ဗျာနောက်မှကျွန်တော်သိရတာကိုယ်စိမ်မှာမရင်ငယ်ရှိနေတယ်ဆိုတာပဲဗျာမရင်ငယ်နဲ့တွေးဖို့ခိုးထွက်တာမအေးမြင့်ကထမင်းလုံးအပင်းကိစ္စဖြစ်ကြတဲ့ကအိမ်ထဲကအိမ်ပြန်မထွက်ဖို့မှားထားတယ်ဗျာဒါကြောင့်ခိုးထွက်ပြီးတော့တွေ့တာအပြင်ထွက်ပြီးမကြဘူးကိုယ်စိမ်ပိုက်ကြီးထပ်ပူလာတာပါပဲကျွန်တော်တို့ရွာကိုထပ်ပြန်ရောက်သွားတာပဲအဲ့ဒီအခါထမင်းလုံးအပင်သွင်းတဲ့သူကမရင်ငယ်လေးမှန်းသိရတော့တာပဲမရင်ငယ်လေးကသူ့ကိုယူ ူဖို့ပြောတာကိုဟုတ်စိန်ကမယူနိုင်သေးဘူးဆိုပြီးအသေးလောက်တာဗျပထမတစ်ခါကမအောင်မြင်လို့အခုတစ်ခါထပ်လောက်တာ အခုတခါတော့တော်တော်လေးဆိုးတာပဲဘိုက်ကြီးပူယုံနေမကဘူးနှုတ်အားသေးပါမိတယ်လို့စကားလဲကောင်းကောင်းမပြောနိုင်တော့ဘူးဖုံဖုံလေးတပတ်လောက်ကုပေးလိုက်ရတယ်အရင်တခါထမင်းလုံးညိုပုတ်ပုတ်အယောင်တွေကအခုတခါတော့မဲမဲကြီးတွေထွက်လာတယ်ရှာလေးအားလေးလည်းဖြစ်သွားတာတော်တော်ကြာကြာကိုစကားမပြောနိုင်တော့ဘူးဗျာတလားလောက်ကြာမှအရင်လိုပြန်ကောင်းလာတာကိုအုပ်စိန်ကိုထမင်းခေါ်ကြွေးပြီးအပင်းထည့်လိုက်တာပဲဒါကူမသိတဲ့ကိုအုပ်စိန်ကမယားငယ်လေးပြောသမျှကိုယုံပြီးစားတော့မိရအခုလိုအပင်းမိတာပဲဗျာမရင်ငယ်ကလေးကလည်းစွန်းနေဆိုရမယ်နှစ်ခါလုံးတေးလူမျိုးပါဖြစ်အောင်လှုပ်လိုက်တာကိုနှစ် ခါဆိုတော့ဖုံဖုံကလည်းသူ့စီပညာအလူခံရတယ်ဒါကိုမလူဘူးညင်းသေးတာဝင်ပုကပ်ပေးတဲ့ကလေးမလေးကဒေါနဲ့မောနဲ့ပြောနေတာ ငါ့ကိုယူမယ်ခတိပေးပြီးမယူဘူးအသက်ပေးမှကျင့်တတ်မယ်တဲ့ဖုံဖုံကမြစ်တာနဲ့ဖြံဖြံပေးတဲ့အခါမှာဒါဆိုလက်ထက်မယူရင်လဲသူ့အတွက်တခုခုတော့ပြန်ပေးရမှကျင့်တတ်မယ်ဆိုပြီးလောက်လောက်လာလာမဟုတ်ရင်မရဘူးလို့ထပ်ပြောသေးတာမအေးမြင့်ကတခုခုပေးပါမယ်လို့ဂရိခံမှကျင့်တတ်သွားတယ်ဗျာနောက်တော့ကျွန်တော်ကြားရတာမင်းငယ်ကိုနင့်နာကြီးခြံဝိုင်းလေးတခုဝယ်ပေးလိုက်တယ်လို့ကြားလိုက်တယ်ဟုတ်မဟုတ်တော့မသိပါဘူးဗျာသူတို့လည်းဒီလိုကိစ္စကိုလူသိမခံခြင်းမှုထင်ပါတယ်ကျွန်တော်တို့လည်းမေးမနေတော့ပါဘူးကိုယ်ဥစိန်ကတော့အဲ့ဒီကိစ္စဖြစ်ပြီးခဲကအိမ်ထဲကအိမ်ပြင်ကိုမထွက်တာနှစ်ချီ သွားတယ်။နောက်မှတလတစ်ခါထွက်ရင်အခုတော့လဲသွားလိုက်လာလိုက်လုံနေပါပြီ။ကျွန်တော်တို့ရတဲ့သင်ကန်းစာတစ်ခုကတော့သူများကြီးတိုင်းမစားရတော့ဘူး။ဘာမှတော့မဟုတ်ဘူးပေါ့ဗျာ။စားရမှာရှိန်သွားတာ။မတက်တာလို့စားရရင်လဲစားဦးစားပြားကိုဘေးဖယ်ပြီးစားတာအကျင့်တစ်ခုလို့ဖြစ်နေပါပြီဗျာ။စားဦးစားပြားဖယ်ရင်အပင်သွေးမခံရဘူးလို့ပြောကြတာကိုထမင်းလုံးအပင်ကတော့ကြောက်မိတယ်ဗျာ။ဇလန်းလေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မုံကြီးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ Good night, Ba Xian.